ဒီနေ့ရောဒီနေ့ကိုမီးပြတ်ဆိုတော့အာဘာ content လုပ်မှာမသိရနဲ့ကျွန်တော်ရဲ့ကြောင်နှကောင်အိတ်နေတဲ့ဟာလေးကိုကျွန်တော် cinematic video လေးလိုက်ရိုက်ပြီးတော့ edit လုပ်ကြည့်မယ်။နောက်တဲ့ဒီအပြင်မှာနှကောင်တော့အပြင်ရောက်နေတယ်။အာကျွန်တော်ဒီကင်မရာနဲ့ရိုက်မှာပေါ့နော်။အဲဒီမှာတော့ကျွန်တော် ND filter ခံထားတယ်။ဘာလို့ဆိုတော့ f1.4 နဲ့ရိုက်မှာဆိုတော့ ND filter ရှိမှရမှာ။ Okay. စင်ပြတယ်။ สุดที่มาเด็กองอัดเล่เนี่ยเดี๋ยวตัวยิ่งใหญ่มาเดี๋ยวอีกของเพื่อนเลยสุดยอดครั ဒါသူလှေကတက်လာတဲ့သူကိုသူဆက်စုပ်နေရပါတော့။ပထမတက် ဒီထိုင်ကောင်မှာသူတို့ကြိုက်တယ်ပေါ့နော်ဒီမှာလည်းခဏခဏထိုင်နေ random မှာလည်းသူတို့ထိုင်ရတာကြိုက်တယ်ပေါ့နော်ဆိုတော့ random မှာအဲ့လို easy ထိုင်ပြီးတော့လမ်းသွားလမ်းလာပြီးကြည်ရတာသူတို့ရဲ့ daily routine ပေါ့နော်အဲ့မှာကြည်လို့မောလာပြီဆိုလို့ရှိရင်ဒီထိုင်ကောင်မှာလာအိတ်တယ်ဘလို့ဗီဒီယိုလေးဖြစ်လာမလဲတော့မသိဘူးတစ်ချက်တော့တော့ edit ကြည့်ရအောင်နော် on this balcony where the morning breeze flows gently The two of them sit peacefully, watching the world outside. listening to the bird's wings and the distant sounds of the street. On E watches intently while the other prepares for a nap. These little moments are the simple joys of their lives amidst the beauty and sounds of nature. Their favorite place is this balcony,